ကလောကနေကလောကနေတောင်ကြီးကိုတက်တဲ့ခီးစဉ်တစ်လျှောက်ကို road trip လေးရိုက်ထားပါတော့။ block လေးပါပဲ။ကလောကနေတောင်ကြီးကိုတနာရီနဲ့45မိနစ်လောက်တော့မှာရတယ်ပေါ့နော်။ဒီဘုံမြန်နောက်ညတွေမှာပဲကြည့်ရတာအဆင်ပြေတယ်ပေါ့နော်။အဲ့သွားတဲ့ညတော့ဘလို့မှမကြည့်ခဲ့ရပါဘူးရှင်။ ဒီရေထူလေးတွေတိုင်မိဘောင်လုံးဝလွတ်လို့မရဘူးပေါ့နော်အဲဒါကြောင့်ပါအောင်မကတော့အမြဲတမ်းထုံးစံအတိုင်းပေါ့နော်စီကားပြီးတော့လူတွေတအားရှုပ်တယ်ပေါ့ကလောကတော့သူ့လောက်မစီပါဘူးဒါမဲ့ကလောကတော့ပုံနေလို့ကောင်းတယ်လीနော်အမမ်းမြို့လေးပါ။အမမ်းမြို့လေးကောင်။ဟဲ့ဘူးနေရတော့။ကြောက်ချလိုက်လို့ရတော့ ော့ရွံ့နေတာပဲတော်ရွာတာမဟုတ်နော်ငငလာနေတာပါဆီရောအဲ့ဒါအဲ့လိုလူမျိုးတွေじゃんဆီရလို့လားအဲ့လိုမျိုးတငယ်ချင်းနဲ့ပေါင်းရတာမြင်လားတငယ်ချင်းမကောင်းဆိုတော့အဲ့ဒါမျိုးတူမကောင်းရင်ရှေ့ကောင်မှာဒုက္ခရောက်တော့လက်လက်တတူးတွေနဲ့ကြောက် အဲ့အမျိုးတွေပေါ့အဲ့ကျွဲရီလားဟုတ်တယ်နားပါတယ် တောင်ကြီးတိုင်နဲ့တွေ့တဲ့ပန်းနှန်းကင်းနေပေါ့နော်အဖြူရောအဝါရောတွေ့လိုက်ရတယ်။ဒါပေမဲ့အဲ့ပန်းနှန်းကင်းနေကြတဲ့မှာအပင်တွေကတပ်ပုံတွေလူတွေတပ်ပုံဝင်ရိုက်ကြလားမသိဘူးပေါ့နော်။တပ်ပုံဝင်ရိုက်ကြတော့ပန်းပင်တွေကကျိုးကျေပြီးတော့တခါတည်းကိုလမ်းကြောင်းတွေဖြစ်ပြီးတော့อืมအဲ့လိုကြာနှမျောဆရာကြီးပေါ့နော်။ပိုင်ရှင်နေမြင်လို့ရှင်စိတ်မကောင်းဆရာကြီး။ဒီပန်းနှန်းပင်တွေကိုမြေပြန်နေမှာစိုက်လို့ရတယ်လို့မြင့်ပေ၈000ကျော်တဲ့ဒီတောင်ပေါ်ဒေသတွေမှာလည်းစိုက်လို့ရတယ်ပေါ့နော်။သူက ဩဂတ်လကုန်လောက်နေပြီးတော့ဒီဇင်ဘာလလောက်ထိစိုက်လို့ရတယ်ပေါ့ဘန်းနန်းတွေကနောက်တစ်ခုကတော့ကြတော့အဲသူ့ကိုစိုက်ပြိုးတဲ့အချိန်မှာမြေလေးကနည်းနည်းအဆူတက်ရှိနေပိုကောင်းတယ်တဲ့ဘန်းနန်းစိုက်ခင်းဘယ်နည်းမလိုက်တာသူကတေကောက်ဆိုလို့ရှိရင်ဘန်းနန်းစိုက်ခင်းတေကောက်စီပိတ်တာ40လောက်ထွက်တယ်လို့တော့ကြားတယ်ပေါ့နော်ဒီဘန်းနန်းစိုက်လို့အကောင်းဆုံးမြေကအာမြေစေးပါတဲ့နှုံးမြေတဲနှုံးမြေမှာစိုက်လို့အကောင်းဆုံးပဲပေါ့နော် ကသူတို့ဟာနှုတ်နေတယ်ညဟိုဟာရှောင်းနှုတ်နေတယ်ဒီဧည့်သည်တွေကြောင့်သူတို့ဒုက္ခခဏခဏရောက်နေတယ်ဒီပန်းလေးတွေကအနီးကတိချာကြည့်တော့မှသူကခရမ်းခရမ်းရောင်လေးလည်းပါနေတာအရန်လာတာပဲနော်ကိုရင်းလာတဲ့အချိန်အားလေးညနေဆောင်ဖြစ်နေတော့လေအဲ့လှမ်းမြင်နေရတဲ့တောင်ကြီးတွေကလည်းအပြင်မှာအရန်လာတာနော် အဝါရောင်နေအဝါရောင်နေစိမ့်ဝါရောင်နေ အာဝါးတွေစိမ့်နေဖြစ်ပြီးတော့အကွက်ကွက်တင်းနေပေါ့နော်ဘလို့လှမှန်းတော့မသိဘူးဒီနေရာအောင်မန်းနဲ့ဟဲဟိုချားထဲမှာရှိတဲ့တီခေါင်တောင် view point လို့ခေါ်ရဲပေါ့နော်နာမည်ကြီးပဲတော်တော်လှလို့ကားတွေပါရပ်ပြီးတော့ဗာလူတွေကကြည်ကြတာပေါ့ ီး view ကြောင့်လေနောက်ဆိုရင်ကင်မရာကောင်းကောင်းတော့ဝယ်ခြင်းစိတ်တွေပေါက်လာတယ်ဒီအပြင်က view နဲ့ဒီဖုန်းထဲကရိုက်တဲ့ view နဲ့ကတခြားစီပဲပေါ့နော်အရန်ဟိုအပြင်မှာအရန်လှသလောက်ဒီဖုန်းထဲမှာမလှဘူးပေါ့နော်အဲ့လိုဖြစ်နေတာကားကြီးတွေကအဲ့လိုအဲ့လိုလာတာနော်ဒီဘက်လမ်းကပါကြော်ကြော်ပြီးအဲ့လိုမောင်းကြတာအဲ့ဒီလမ်းนี่မောင်းလို့ရှိရင်တော်တော်သတိထားပြီးမောင်းပါရှင် ဒီဘဝတန်တရားတရားပေါ့နော်1929မှာစောက်ခဲ့လို့တော့ကြားတယ်အခုဆိုလို့ရှင်နှစ်ပေါင်း90ကျော်ပြီပေါ့တကယ်ဟိုအာတရားကြီးကအကောင်းဆုံးပဲပေါ့နော်ဘာမှခြုံရင်းချက်သိမ့်မရှိဘူးတရားရဲ့အရှေ့ကအပေး200လောက်ရှိတယ်တဲ့အမြင့်ကတော့62ပေပေါ့နော်အဲ့ဒီတရားပပတ်လေးကမြင်ငွေကလည်းတအားကိုလှတယ်ရောက်ရင်တော့မဖြစ်မနေသွားကြည့်ပေါ့နော် ဘဝတန်ရာတရားပြီးတာနဲ့ပေါ့နော်တောင်ဆင်းနဲ့တောင်ဆင်းတာနဲ့တောင်လီလုံးတောင်လီလုံးပြီးတာနဲ့ရွှေညောင်ပေါ့နော်ရွှေညောင်မြို့ကိုရောက်တယ်ရွှေညောင်ကတော့ရွှေညောင်နဲ့ညောင်ရွှေကညောင်ရွှေကတော့အင်းလေးကန်ရှိတဲ့မြို့ပေါ့ရွှေညောင်နဲ့ညောင်ရွှေက9ခမိုင်လောက်ဝေးတယ်ဒီတောင်ကြီးတိုးဂိတ်က

ဲ့ရွှေညောင်မြို့လေးကလည်းတအားတာရတယ်သူကဒီလမ်းချေကြီးမှာမောင်းရင်းနဲ့လीဒီတောင်ကြီးဆိုတဲ့အတိုင်းတောင်ပေါ်မှာအိမ်နေအိမ်နေရှိနေတာကိုဒီရွှေညောင်မြို့တို့အေးတာရတို့ကနေလမ်းမြင်နေရတာပေါ့နော်အဓိကတော့ရွှေညောင်ကနေမြင်နေရတာအရန်မိုက်တယ်တောင်ကြီးဆိုတဲ့အတိုင်းတောင်ပေါ်မှာအိမ်နေဖြစ်နေအရန်ကိုထူးဆန်းတာနော်ကဲရွှေညောင်မြို့ရွှေညောင်ရွှေညောင်ခုမှရောက်တာရွှေညောင် အင်းညောင်မျိုးမှလိုက်လွဲစွာကြည့်ဆိုပါအဲ့လေဝင်ရတာဒီရွှေညောင်ညောင်ရွှေကိုညောင်ရွှေကိုခဏမိုင်ဟိုတယ်ကတော့အဲ့အနောက်မြို့ပတ်လန်းကတောင်ကြီးရဲ့အနောက်မြို့ပတ်လန်း Cherry Queen ဆိုတဲ့ဟိုတယ်မှာ booking လုပ်ထားတာပေါ့နော်ကဲဟိုတယ်တဲဖို့အတွက်ဓာတ်ပုံရိုက်ခံရပါတယ်ရှင်တောင်ကြီးမှာတဲတဲ့ဟိုတယ်တိုင်းပေါ့နော် ဥမာအဖြစ်ကိုမိသားစုပါလိုက်မိသားစု၄ယောက်ဆို၄ယောက်လုံးကိုမတက်ရက်ပြီးတော့တပုံရိုက်ခံရတယ်။ဒါတောင်ကြီးမှာဟိုတယ်နှစ်ခုတဲခဲ့တာတဲခဲ့တဲ့ဟိုတယ်ကဟိုတယ်နှစ်ခုလုံးကအဲ့လိုပဲတပုံရိုက်ကြတာ။ကိုရီးလည်းတခြားမြို့မှာအဲ့လိုမျိုးမကြုံရတော့ဒီမှာကြုံရတော့အရန်ကိုထူးဆန်းနေအောင်ပေါ့နော်။ဆိုးပါခန်းလေးကတော့ကျင်းတယ်။အဲ့ဒီ cherry queen ကလေစားတော့ကတော့တကယ်ကောင်းတယ်။တကယ်ကိုရှင်။ဒါပေမဲ့အဲ့ခန်းလေးကကျင်းတာကတော့နည်းနည်းလေး ကျင်းတာကတဲတဲဘူးသမျှဟိုတယ်ထဲမှာဒီ cherry queen hotel အကျဉ်းဆုံးပဲပြီးတော့လေလေရှာရှာပပခန်းလေးတွေကအဲ့ဒါပဲကျန်တော့တခြားခန်းလေးယူလို့မရအောင်ဒါပဲယူရတာလူရမ်းကြတဲ့အချိန်ဆိုတော့လေရရယူရတာပေါ့နော်တောင်ကြီးမြို့ကမရောက်တဲ့နှစ်တွေအာ9နှစ်6နှစ်လောက်ကြာပြီပေါ့နော်မရောက်တဲ့နှစ်တွေအတွင်းမှာတော်တော်စီးကားလာတာတော့ ကီမီဘုံပြားဘာဘာကြော်လေးဒီကိုကိုလေးဟာလာဒါဖဲခွေအဲ့ခွေဟောဇာလေးပဲခွေလေဟောကမုတ်မုတ်လေးတောင်ကြီးဘက်တည်းရောဒီကလောဘက်တည်းရောအောင်မြင်ဘက်တည်းရောမုတ်လေးပွေကိုတအားကြိုက်ကြတာနေရာတိုင်းမှာမုတ်လေးပွေပဲမုတ်လေးပွေအစိမ်းတွေရောအကြက်တွေရောအကုန်ရအရှုံမောက်အစိမ်းအရှုံမောက်ပဲပဲအဲ့ဒီမိဘမြန်ကွင်းကိုသွားတဲ့လမ်းမှာကားတွေပိတ်နေရတယ်ဖိုင်ရန်ဆာရတယ် မတက်နိုင်တော့တာနဲ့အဲ့ဒီလမ်းဘေးမှာတွေ့ရဆိုင်ဝင်စားတာပေါ့နော်အဲ့အိဆိုင်မထိမပဲနဲ့စားတော့ရန်ကောင်းနေတာရတာတော်တော်ကောင်းတယ်ဈေးကလည်းနည်းနည်းများရတယ်ပါရပေါ့နော်အဲ့3မျိုးလောက်မှာတာဘယ်ကို6000ကျော်ကြာတယ်ပေါ့ဒါပေမဲ့ရတာကောင်းတော့လေပြီးရတာတန်ပါရတာရတာကောင်းကောင်းလေးစားတော့လေမဲရတာတော့ကောင်းတယ်နောက်ဖေးရတာလည်းညစ်ပတ်နေဒီဆိုင်လေးပါစားလို့ကောင်းတယ်ဘာလို့လဲ နောက်ဆုံးတော့တောင်ကြီးမြို့ရဲ့စူလာမူနီဖရားကိုပဲဖူပြီးတော့ဟိုတယ်ကိုပြန်ပါတယ်ရှင်လေးလေးလေး ဆိုင်ထန်းလေးနဲ့သွားနေတဲ့လူတွေပေါ့နော်ဘာမို့ရောက်လာလဲမသိဘူးကိုရဲဒီဘက်ကားလမ်းရောက်နေတော့မို့ဆိုလို့ရှိရင်စားကျင်လို့အပိတ်ကျင်လို့လေဒီဘုံမြာလှုပ်လို့မရတော့ကြည်အောင်လှုပ်မဲ့လူတွေကနမ်းမော်ရောက်ကြတာပေါ့နော်နမ်းမော်ရောက်ပြီးနမ်းမော်မှာပဲကာနေကြတာပေါ့သူတို့လည်းအဲ့လိုကြည်ရတာနဲ့တော်တော်ပျော်စရာကောင်းနေပါပြီသူတို့အဖွဲတွေကိုကြည်ရတာလေအာအရင်နှစ်တည်းကအလုံးမောင်ဒီဘုံလုံးမောင်80 90လို့တော့ပြောတယ်ပေါ့နော်ဒီနှစ်က35လုံးနဲ့ 35လုံးတော့မဖြစ်နိုင်ပါဘူး။နောက်ဆုံးညမှာတော့မိဘုံနေအများကြီးပဲ။ပြောကြတာပဲပေါ့နော်35လုံးတော့မပြီးလို့ရက်တွေထပ်တိုးရလीနောက်ထပ်3ရက်ထပ်တိုးပါတယ်ရှင်။ ောက်ဘလော့တီမှာတောင်ကြီးဟိုတယ်အစားအသောက်တွေကောင်းတာကိုဖြစ်ပြမယ်နော်။တောင်ကြီးဟိုတယ်တွေမှာတကယ်ကိုအစားအသောက်ကိုကောင်းကောင်းမကျွေးရဘူး။တွေ့လိုက်ရပေါ့နော်သူတို့ရဲ့စည်တနာပေါ့။စည်နာကတော့တကယ်ကောင်းတယ်။တောင်ကြီးရလူတွေကလေ။ 现在在。 မရဲ့ blog လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် subscribe လေးလုပ်ခဲ့ပြီเนาะ comment လေးလည်းပေးခဲ့ပါရှင်ကျေးဇူးတင်ပါတယ်